အမဲနာမည်ဘယ်လိုခေါ်လဲထဝရံထဝရံဆိုဖြိုးဖြိုးအများအခေါ်နာမည်လားဘန်တို့ဘန်တို့ဟုတ်ပြီဘုံဘုံရှိသတင်းပို့တော့ည9:00နာရီထိုးနေနော်ဘန်တို့တယောက်တော့ပေါ်တာဆွဲခံလိုက်ရစုပြီးတော့နော်ဘုံတော့တော့ပေါ်တာပေါ်တာဆိုတော့လူတွေသိမ့်မယုံရဘူးဘုတကယ်တကယ်ပေါ်တာကကဲမင်းရဲ့ဖြစ်စဉ်နေနေလောက်ပြောပါကိုင်းလေးလည်းဘူးတူတာရအောင်ငါကိုင်းလေးညားမဲ့ဆိုရင်အပြင်ထွက်လွန်းလို့ ။အဖေကိုရင်ပြင်မထွက်နိုင်လို့ပြောတာလား။အခုကမင်းကနေကင်းတနာယူပေါ်တာဆွဲခံတယ်။မှန်။ပြောသားမအောင်အများပြိသက်တွေသိအောင်လို့ပြောရရင်ဟိုကတနင်္လာတနင်္လာကိုတရားနေလို့၈နိုင်ထုတ်ထောက်ပါอืมจ้าวนี่ว่ามะเน่ชินไหนถั่วบาฮะว่ากะแกยอดาชินไหนอืมน้าดองก็นอกนอกกะน้าดองนี่ทีมาเปียวดาน้าดองนี่กะแกยอดอชินไหนถั่วบาเบกะแกเลยว่าวินทิสามกะแก လိုင်းသားရလိုင်းသားဝင်စစ်ဆောင်ကားကြီးရောက်တော့အဲဟင်းထိုင်တော့တနိုင်ထိုးတဲ့ဒီပေါ့ရွာတွေဟင်းပို့လာသွားဆောင်တယ်ဟုတ်လားဟင်းရပြီးတော့ဟင်းရပြီးတော့သူကပြန်လာတဲ့အချိန်မှာဟွာပေါ့ဒီဘက်ဘယ်လိုကြောင်းရိတ်ကြနာอืมအဲ့နားရရတော့တသိသမားသူကတောင်းဝင်ပြန်ဆင်းมาတဲ့တောင်းဝင်ပြန်ဆင်းมาညီလေးလိုက်မလားမှားသူကပတ်သက်မရှိဘူးလို့ပြောတာတော့မဟုတ်ဘူးအဲကုန်းဘိုးပဲဝေးတယ်ကုန်းဘိုးဘယ်လောက်ပါလဲဆိုတော့ကျွန်တော် လမ်းစိတ်ကတထောင်ပဲရှိတော့တယ်အဲ့တထောင်ပဲတဲ့ဒါကြောင့်ငါတို့လည်းဟိုတောင်ပဲပြဆင်းလာဆိုတော့တော်လည်းလိုက်ပါတယ်မင်းတို့ဒါကားပေါ်မရောက်ရအောင်ခေါ်တဲ့နီးပေါ့အင်းတောင်ပဲတထောင်နဲ့ဘလို့ရမှာလဲ3000လိုင်းယူတစီကကဲပြောပါအဲ့ဒါဟိုဟိုဟာဗါလဲအကောက်ဝင်းရဲ့ဟိုနောက်ကြားတဲ့ခေါ်တော့ကောက်ဝင်းနောက်ကြားတဲ့ခေါ်တော့နောက်ထပ်ဘယ်နှစ်ယောက်ထပ်တယ်လဲနှစ်ယောက်နှစ်ယောက်ကမင်းတို့အလဲထားကိုဘယ်တယောက်ဒီဘယ်တယောက်ကြားညက်လိုက်တယ်မှန် အဲ့ဒါအရက်ဝတ်တင်တယ်ပေါ့အရက်ဝတ်တော့อืมအရက်ဝတ်နဲ့တက်ပြီးတော့ပါလို့ဟိုမေးတာပေါ့အင်းအရင်ကဖုန်းမင်းမင်းနဲ့မင်းစစ်ထဲဝင်မလားအဲ့လိုလားမင်းဟောအဲ့လိုတော့မေးသေးတယ်မင်းကဝင်မယ်ပြောမှမဝင်ဘူးပြောရင်ရိုက်မှာမဝင်ဘူးပြောရင်ရိုက်မှာရွယ်ပြီးဝင်တယ်လက်ကရွယ်ထားတာမင်းဟောလက်ကရွယ်ပြီးမှမင်းစစ်ထဲဝင်မလားမင်းအဲ့မင်းကရိုက်မှာကြောက်တော့ဝင်မယ်ပေါ့ဝင်မှာပေါ့အဲ့ဒါနဲ့စေးသွားစစ်စေးအဲ့စေးကနာမည်ရောသိလားသိကြတယ် ပြောလို့ရမှန်ပြောတယ်မတော်ရာစေကံတော်ရာစေကံဒါနဲ့ရက်ွက်လဲတိုင်းသားရအားလုံးမမီတော့အဲ့ဒီမှာမမီအကဲသက်ဆိုင်ရာကနေပြီးတော့ညီလေးဖြစ်စဉ်ကိုလာပြီးမေးရင်ဖြေနိုင်ပါ့မလားအဲ့ဒီအဲ့ဒီစင်မူတန်းသွေးအောင်အောင်သွေးစစ်တဲ့ဌာနစေကံကိုမစ်စစ်ခဲ့တဲ့စေကံကိုလိုက်ပြပါဆိုရင်ပြနိုင်မှာပြနိုင်တာလဲရမလို့မဟုတ်လေ တော်ရာစေကံတော့မှန်တယ်ပေါ့။လိုင်သာရမျိုးနေတယ်မှာပဲ။တော်ရာစေကံတော်ရာစေကံခေါ်သွားပြီးတော့ဟိုကြတော့အဲ့မှာဆံဆံမတွေကလူတွေရှိတယ်။အငယ်တွေရှိတယ်။အငယ်တွေရှိတယ်။မင်းကိုစစ်စေတာမင်းကလေးမင်းကလေးဆံမလားယောက်ျားလေးဆံအောင်လား။ယောက်ျားလေး။ယောက်ျားလေးဆံအောင်တွေကမင်းကိုသွေးဖောက်တယ်။ဟုတ်။ဖောက်ပြီးတော့သွေးအောင်အောင်ဆက်လိုက်တော့သူရအောင်တယ်။မှန်။သူအဖြေရဇက်ကဘယ်လောက်ကြာတယ်ဆောင်းအောင်။ကြာတော့ကြာတယ်ပေါ့။ နေ့လေတဏ္ဍာရီကမင်းကိုဖမ်းသွားတာနော်ဟိုတာမွေကိုတစီတထောင်နဲ့ပို့မယ်ဆိုပြီးတော့ပြည့်ရစင်ခေါ်သွားပြီးတော့ကားပေါ်ရောက်မှလက်ရွယ်ပြီးတော့စစ်ထဲဝင်မလားလို့မေးတော့ရိုက်မှကြောက်တော့ကျွန်တော်ဝင်မယ်လို့မင်းပြောလိုက်တယ်နော်ဝင်လိုက်တော့အဲ့ဒါနဲ့ तू ကတော်ရဆေးကန်ခေါ်သွားပြီးသွေးစစ်တယ်သွေးစစ်တော့အောင်သွားတယ်အောင်တဲ့ခါကျတော့မင်းကိုပဲပို့ဟိုသူတို့အကြီးကြီးတွေရှိပြောအကြီးကြီးအကြီးကြီးတွေရှိ ဘုံမူတွေနာမတော့ပြောမနေအောင်တကြကြတော့ public ချပြရတယ်ဆိုတာကတကြ66ကာကြီးနဲ့လည်းညိနေအောင်ပဲเนาะဒါကအများဟိုတချို့ပေါ်တာပေါ့เนาะရန်ကုန်မြို့မှာလိုင်းသားရမှာပေါ်တာဆိုတာရှိတယ်ဆိုတာကိုသိစီချင်တာပါเนาะဟိုတော့ဖုံးဖုံးလို့လည်းမယုံခဲ့ဘူးလေပေါ်တာဆိုတာည7နာရီတစ်ချက်အပြင်ထွက်တဲ့ကလေးတွေကိုပဲမတင်ကမှုနဲ့ဆွဲတယ်ပဲသိတာလေအခုကနေ့လေတနာကြီးနေခင်းကြောင်တော်ကြီးကိုအရက်ဝတ်နဲ့အယောင်ဆောင်ပြီးတော့ လိုက်ခေါ်တယ်စီယုံနဲ့အာစီယုံပြီးတော့ဝင်းမဲတို့ပြောလို့ရှိရင်သွေးစစ်တယ်သွေးအောင်လို့ရှိရင်တို့ဌာနဆိုင်ရာတို့သက်ဆိုင်ရာဘူကြီးတကြီးပို့တယ်ပို့ပြီးတော့တညာသိတယ်နောက်နေ့မိုးလင်းတော့ပဲပို့တယ်နောက်ဟုတ်ဘောကဘကိုဘကိုပဲဘကိုဘကိုပဲလိုက်ကျွတ်ကုန်ကျွတ်ပင်ကျွတ်ပင်ကဘကိုကျွတ်ပင်ကတသားစုဆောင်ဌာနကိုပို့တယ် ို့တော့อืมမနေရောက်ဖို့ခံအဲသူကတငယ်ချင်းနဲ့နေရောက်သူလည်းမင်းတို့တိုက်စီပေါ်တင်တော့မင်းတယောက်တည်းဆိုတယောက်တည်းအဲဟိုတတဲ့ရဆူဆောင်းနေရရတော့မနေရောက်တွေ့ပါလားနေရောက်ပါတွေ့ပါနေရောက်နေရောက်နေရောက်ကိုအခုဟိုကြတော့မင်းတို့ကိုအရန်မောင်းနေစစ်တယ်ကျန်တာတွေမင်းမြန်စီစစ်ပြီးတော့တယောက်ကတော့16နှစ်မို့လို့ပြန်လှုပ်ပေးတယ်။မင်းကတော့ဘာလို့ပြန်လှုပ်လဲ နောက်ကလူပြောက်တိုင်ကျဖွင့်လို့အေးအဲ့ဒါဆိုလို့ရှိရင်ဓမ္မမိတ်ဆွေတွေလည်းအထူးသတိထားပါကိုကလေးပျောက်ဆုံးသွားပြီဆိုရင်သက်ဆိုင်ရာရဲစခန်းနီးစပ်ရာဌာနမှာလူပြောက်ကြော်ညာအမြန်ဆုံးထဲတာအကောင်းဆုံးပါဘာလို့ဆိုတော့အခုကအယောင်ဆောင်နေနဲ့တက်မှလည်းတက်အယောင်ဆောင်စီလို့ရဲမှလည်းရဲအယောင်ဆောင်နေရှိတယ်နော်အယောင်ဆောင်တွေကနေပြီးတော့လူတယောက်ကိုတက်ထက်သွင်းပေးနိုင်သိန်း80တို့နော်မင်းကမင်းကသိန်းဘယ်လောက်လဲတက်မှလည်းမပါဘူးဟိုကောင်လေးကသိန်း80 မင်းကို7သိန်းပေးမယ်မင်းကို7သိန်းပေးမယ်တက်ထက်ဝင်မလားဝင်7သိန်းပေးမယ်ဆိုတော့တို့ဟိုဘက်မှာတက်ထက်သွင်းရင်ဘလောက်ရတယ်တော့မသိဘူးပေါ့ဒါမင်းကတော့7သိန်းပေးမယ်လို့စီယုံတယ်ပေါ့မင်းကအဲ့ဒါနဲ့ခေါင်းညှိလိုက်တယ်ပေါ့ကူ7သိန်းပါလားပါဘူးဟမ်ပိုင်းငါကြောင်းနေထဲလေကြောင်းဆောင်နေတယ်အဲ့တော့လိုင်းပေါ်ဓမ္မမိတ်ဆွေတွေကိုကျွန်တော်လိုမဖြစ်အောင်ဘာပြောခြင်းလဲနေကင်းနေလည်းပဲသွားတာညပဲပဲသွားတာအထူးတတိထားပြီးသွားဖို့အရေးကြီးတယ် တိုက်စီသမားရဲ့အနာကပ်လာပြီးတော့ညီလေးတထောင်နဲ့လိုက်မလားအလဲကားလိုက်ပို့ပြီဆိုရင်လည်းအလဲကားဆိုပြီးတော့လည်းကားပေါ်မတက်နဲ့ဟုတ်လားအဲ့လိုပြောချင်တာလားမှန်မင်းရဲ့မွေးရဲ့ဇာတိကအေယာဝီတိုင်းဒေသကြီးဂျုံပြုံမြို့နယ်တမန်ဦးကြီးရောဟမ်ခွေလျာအုပ်စုကွင်း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 ဩကွင်းလျာအုပ်စုတမန်ကြီးတမန်ဦးကြီးရတမန်ကြီးရကရန်ကုန်မြို့မှာအလုံးလုံးမဲ့သူတက်ရောက်လာပြီးတော့ အလုတ်လုတ်ကင်ဖို့ဟုတ်လားရောက်လာရင်းရတယ်ပြီးတော့ရွာကအမလုတ်သူကဟင်းချက်ပို့လို့သွားယူရင်းရတယ်ပြီးတော့အပြန်မှာတိုက်စီတထောင်နဲ့ဟုတ်လားတက်စီကတထောင်နဲ့အကြုံတင်လိုက်တာကိုလိုက်သွားရင်းရတယ်ပြီးတော့တက်ထက်ရောက်သွားတာနော်ဟိုကြတော့မင်းကတော့အသက်မပြည့်လို့မဟုတ်ဘူးနောက်ကတိုင်ကျက်ဖွင့်လို့လူပြောက်တိုင်ကျက်ဖွင့်လို့ပြန်လှုပ်ပေးတယ်ဟိုတယောက်ကတော့အသက်မပြည့်လို့18နှစ်မဟုတ်လို့ပြန်လှုပ်ပေးတယ်အဲ့ဒါကျန်တဲ့ လူငယ်လေးတွေလည်းဒီဘန်တော်ခေါ်ထက်ဝေရန်လားထက်ဝေရန်ဖြိုးထက်ဝေရန်ဖြိုးတာဆိုးလားဖြိုးထက်ဝေရန်ဖြိုးလို့မဖြစ်ရလေအောင်ဘုံဘုံမျိုးသားရေးဆရာတော်ကလိုက်လွှင့်ပြီးတင်ပြခြင်းဖြစ်တယ်အဲ66ခါကြီးကလည်းညီမလည်းဆိုးရတယ်မမမကန်တော့66ခါကြီးနဲ့တရားဆောခံနေတယ်ခဏမကန်နဲ့မိဘကတော့မှန်ကန်မှုလို့လေအကဲဌာနဆိုင်ရာတွေပြီးတော့ဘုန်းကြီးလိုင်းဝတ်တင်လိုက်တာတပြောတော့ရဲ့ဂုံသိက္ခာတွေညှိုးနှဲ့နေဆိုပြီးတော့ 6ယောက်ကြာခါကြီးနဲ့တရားဆွဲလိုက်ရင်ဘယ်လိုရင်ဆိုင်မလဲကျွန်တော်ကတကယ်အဖြစ်မှန်ဖုံဖုံကိုရှောက်ထားပြတာပါမှန်ဟုတ်မလားမှန်တကယ်တော့ဖုံဖုံကလည်းကျွန်တော်လိုမဖြစ်ရေးတဲ့ကိုလူငယ်လေးတွေကိုနေ့လည်နေကင်းသွားရင်လည်းတတိထညဘက်ဆိုလည်းရှင်းနိုင်တော့ဘယ်အပြင်မထွက်ဖို့ဒီပေးတဲ့သဘောတရားမျိုးနဲ့အင်တာဗျူးပြီးတော့တင်ပေးခြင်းဖြစ်တယ်ပေါ့နော်မှန်မှန်အဲဒီနေ့အင်တာဗျူးတာကတော့တရက်6လ20နဲ့25 ်တလင်းလာနေပေါ့နော်တလင်းလာနေနေ့လည်း2နာရီ2နာရီနဲ့ဘယ်လောက်လဲဘယ်နှမိနစ်35မိနစ်မှာဖြူလိုက်တာနော်ကဲနောက်ကကိုင်နေတဲ့အထုမှတ်ပါနော်ကိုင်ဆိုပြီးတော့လည်းမဆွဲဘူးမထင်နဲ့နော်ညာဘက်ထွက်လို့ရှိရင်အနာကတ်လာပြီးတော့လူစင်းရကတ်လာပြီးတော့ဘက်ခနဲ့ဆိုချုပ်သွားလိုက်ရင်ပါသွားမှာပဲနော်အဲဒါကြောင့်မလို့ဒီမှာဘန်ဒိုလို့လို့လူလေတော်မှပဲနော်ချိုးပင်ကောက်တော့ရောက်သွားသေးတယ် အဲ့ဗန်တော်ကအခုအသက်ဘယ်လောက်လဲဟာ23ပေါ့23ဆိုတော့နိုင်ငံတော်ကချမှတ်ထားတဲ့ဟိုပေါ့စစ်မှုထမ်းရမယ်ဒီဟိုအတိုင်းဒါတော့မဲပေါက်လိုက်ရင်ဝင်ဝင်ရမှာပေါ့နော်အဲ့ဒါတော့ဒါကတော့တရားဝင်အနေအချင်းဝင်ရမယ်ဆိုတော့ဝင်မယ်နှစ်နှစ်တာတောင်းထမ်းဆောင်ပြီးပြန်ထွက်မယ်ဟုတ်တယ်မလားအခုကတကယ်လို့များတို့ကပြန်မလို့ပဲနဲ့နောက်ကတိုင်ချက်မဖွင့်လို့ဆက်ပြီးတော့တက်ထဲမှာထားမယ်ဆိုရင်မပြန်ထွက်လို့မရတော့နော်လုံးဝတက်သားဖြစ်သွားပြီနော် ဘလုံးနီးနဲ့ပဲရောက်ရောက်တတ်ထက်ရောက်သွားပြီမနေနိုင်ဖွဲ့ပြင်တက်ပြေးဖြစ်သွားမှာနော်ကဲကျန်တာလေးတော့မပြူတော့ပါဘူး66ကာကြီးနေနဲ့ညိမာဆိုတဲ့အမှန်ကန်လည်းဖြစ်ဖို့လိုတယ်ဒါကြောင့်မင်းကလည်းအမှန်ကန်မဟုတ်လို့ကျွန်တော်ဘန်တို့ခေါ်မောင်ထက်ဝေစီဗန်ဖြိုးလို့မဖြစ်ရလေအောင်မြို့သားကြီးဆရာတော်ကအင်တာဗျူးပြီးတော့လွှင့်ပေးလိုက်ဖြစ်ပါတယ်အားလုံးတတိဝိရိယထားရခကြီးများတွားနိုင်ကြပါစေ